အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်တောက်တန်းရမှာရှင်ပြန်ထိုးသက်ကြမယ်စူပါလီဂျန်နဲ့ဂျပန်ဖိုက်တာဇူကာစီတိုရိုရဲ့ပွဲစဉ်ပေါ့ကျွန်တော်အမြင်ကျွန်တော်ယူဆချက်တွေသုံးသပ်တင်ပြသွားမှာဖြစ်ပါတယ်စူပါလီဂျန်က1မှာ3ပွဲရှင်ပြန်ထားပါတယ်နောက်ဆုံးပွဲကတော့နာမည်ကြီးထိုင်းဘောက်ဆာဆန်ကာတင့်နဲ့ကစ်ဘောက်ဆင်ဇာခဲ့တာဖြစ်ပါတယ်စူပါလီဂျန်အမှတ်နဲ့ရှုံးခဲ့ပြီမဲ့လက်ဆွမ်းပြနိုင်ခဲ့တဲ့ပွဲစဉ်တွေဖြစ်ပါတယ် ဆန်ကတဲ့နဲ့ပွဲပြီးတော့ပြီးခဲ့တဲ့၄လပိုင်းထဲမှာရိုးရလက်ဝဲပွဲတစ်ပွဲကိုစူပါရေချမ်းကစားခဲ့ပါသေးတယ်။ပြင်ပြင်းနဲ့လှိုင်းထောင်မှာသူတစ်မောင်နဲ့ရှင်ပြန်ခဲ့တာပါ။စူပါရေချမ်းရဲ့အနေအထားကပွဲမပြတ်သေးတယ်လို့ပွဲဆက်များနေတာလည်းမဟုတ်လို့အကောင်းဆုံးပုံစံမှာရှိနေမယ်လို့မျှော်လင့်မိပါတယ်။ဂျပန်ဖိုက်တာမူကစီလိုကလည်းစူပါရေချမ်းလိုပဲဝမ်းမှာ၃ပွဲထိုးလာပါတယ်။စီလိုကပထမဆုံး၂ပွဲကိုလဲထိုးနေနိုင်တာလို့ပြောရတယ်။ ဒါပေမဲ့နောက်ဆုံးပွဲမှာအဲမွေကိုအလဲလို့ခံရပြီသူရှုံးထားတယ်။ကစားပုံကဝိုင်လက်သီးလေးကိုအာပြုတ်ပဲတထောင်ရိုက်ချက်တွေတုံးတယ်။တိုက်ဆက်အာသန်နဲ့ကစားသမားမျိုးသူ့မှာလည်းပြီးချစ်ပြီးလက်ရှိနေတာကြောင့်ရှော့တွက်လို့တော့မရတဲ့အနေထားလို့ပဲသုံးသက်ချက်နဲ့မူကာစီတိုနဲ့စူပါဂျီချန်ကိုနှိုင်းရှင်မယ်ဆိုရင်စူပါဂျီချန်ကမူကာစီတိုထက်မာဂုံပိုင်းမှာသာမယ်လျှင်မြန်မှုအပိုင်းမှာသာမယ်မူကာစီတိုကအရှံမောင်းကောင်းတာ ပို့မယ်ဒါကတော့ထင်တာမြင်တာရှိတဲ့အချက်တွေပေါ့သူတို့နှစ်ယောက်လုံးကလက်တီအပြုတဲ့ကစားသမားတွေအဲ့ဒီမှာ boxing skill ကိုနှိုင်းရှင်ဖို့လိုမယ် boxing skill မှာကျွန်တော်ထင်တာကျွန်တော်မြင်တာကစူပါရေချမ်းကတားတယ်ဘာကြောင့်လဲဆိုရင်မူကစီတိုက white lead တီလေးကိုသာအာပြုတယ်ဒီစူပါရေချမ်းကြတော့ jetplay လည်းကောင်းတယ်အပါကတ်တွေကောင်းတယ်လိုအပ်လို့ရှိရင်ဒီ hook တွေ white lead တီတွေကိုလည်းသုံးနိုင်တယ် ဲ့တော့ boxing scale ဘိုင်းမှာ super agent တာတယ်လို့ပဲကျွန်တော်ယူဆမိတယ်ဒီဘွဲမှာ super agent တတိထားမှာ mugasito ရဲ့ wild ability နဲ့တထောင်ရိုက်ချက်တည်းဒါတွေရပဲနည်းနည်းဒုက္ခပြေစရာရှိတယ်ဒါလေးကိုတတိထားလိုက်မယ်အထီးမခံဘူး jaw တွေ gap တွေကိုလုံအောင်ပိတ်ထားမယ်ဝင်ထွက်မှန်မှန်ကစားမယ် chat တွေထိုးမယ်အခွင့်အရေးရရရတယ်လို့ခြေကံချက်တွေထုတ်သုံးမယ်ဆိုရင်ဒီပွဲစဉ်မှာစူပါဂျီချန်အသာစီးမြေရရစရာ ကြောင်းမရှိဘူးလို့ပဲကျွန်တော်မြင်တယ်ဒီပွဲစဉ်နဲ့ပတ်သက်လို့ခြုံပြီးပြောရမယ်အနှစ်ချက်ကိုပြောရမယ်ဆိုရင်မူကာစီတိုရှုံးဝဲဆက်မယ်စူပါရေချမ်းကနိုင်ပွဲပြန်ရမယ်လို့ကျွန်တော်ယူဆမိတယ်စူပါရေချမ်းနိုင်မယ်ဒီပွဲမှာအားလုံးကိုကျေးဇူးတင်ပါတယ်